လွန်တန့်ရှင်းစင်ကြဲသောမေတော်ဤနှလုံးတော်ပွဲရှင်လူကာအေယုန်ဂေလိကျမ်းအခန်းကြီး2အခန်းငယ်47မှ51ကိုရောဤမိဘနှစ်ပါးတို့သည်နှစ်စဉ်နှစ်တိုင်းပါစကားပွဲတော်တွင်ဂျေရုဇလင်မြို့သို့သွားကြ၏ကိုရောသည်12နှစ်အရွယ်ရောက်သောအခါပါစကားထုံးစံရှိသည့်အတိုင်းသူတို့သည်ဂျေရုဇလင်မြို့သို့တက်သွားကြလေ၏ထို့နောက်ပွဲတော်ရက်များပြီးဆုံး၍ သူတို့ပြန်လာကြတော့အခါ သူငယ်တော်ယေရှုသည်ဂျေရုဇလင်မြို့၌နေရစ်ခဲ့လေ၏ကိုရောဤမိဘတို့သည် ထိုအကြောင်းကိုမသိကြချေသူတို့သည် အပေါင်းအဖော်အစုအဝေးတို့တွင် ကိုရောပါရှိသည်ဟုထင်မှတ်၍တနေ့တာခရီးပြူကြပြီးမှမိမိတို့၏ဆွေမျိုးအသည့်အကျွမ်းများထဲတွင် ကိုရောကို ရှာကြလေ၏သူတို့သည် ကိုရောကိုမတွေ့သောအခါဂျေရုဇလင်မြို့သို့ပြန်သွား၍ရှာလေ၏ သုံးရက်လွန်သောအခါသူတို့သည်ကိုတော့ကိုဗိမာန်တော်ထဲ၌ကျန်တဲ့ဆရာများနှင့်အတူထိုင်ကားသူတို့ပြောသောစကားများကိုနားထောင်၍မိဂုံများမေးမြန်းလျက်ရှိသည်ကိုတွေ့ကြ၏ကိုတော်၏စကားကိုကြားကြသောသူအပေါင်းတို့သည်ကိုတော်၏ဉာဏ်ပညာနှင့်ဖြစ်ကြားချက်များကိုအံ့ဩကြလေ၏မိဘတို့သည်လည်းကိုတော်ကိုတွေ့လျင်အံ့အားသင့်လျက်မေတော်ကကိုတော်အားငါသာအဘယ်ကြောင့်ငါတို့အားဤသို့ပြုသည်နည်း တင့်ဖခင်နဲ့ငါသည်စိတ်ပူပန်လျက်တင့်ကိုရှာခဲ့ကြရပြီဟုဆိုလေ၏ထိုအခါကိုရောကဘယ်ကြောင့်ကျွန်ုပ်ကိုရှာကြပါသည်။အကျွန်ုပ်သည် ခမည်းတော်၏အိမ်တော်တွင် နေရမည်ကို မသိကြသလားဟုသူတို့အားမိန်တော်မူ၏သူတို့မူကားမိမိတို့အားကိုရောပြောသောစကားကိုနားမလည်ကြချေထို့နောက်ကိုရောသည်မိဘတို့နှင့်အတူလိုက်ပါသွား၍နာဇရက်မြို့သို့ရောက်သော သူတို့ကိုနာခံလျက်နေထိုင်လေ၏ ကိုရောဤမေရောဒီလဲထိုဖြစ်ရအလုံးစုံတို့ကိုနှလုံးသွင်းထားလေ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်တင်းမေရောရဲ့အလွန်တန်ရှင်းစင်ကြယ်တော်မူသောနှလုံးတော်ရဲ့ပွဲကိုကျွန်တော်တို့ကျင်းပပါလေနောက်ဖက်မှာကျင်းပမှာဖြစ်တဲ့ယေရှု၏ရှင်နှလုံးတော်ပွဲနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့နားလည်ရမှာလည်းဖြစ်ပါတယ်မေရောရဲ့စင်ကြယ်တဲ့နှလုံးသားဟာ မေတော်ရဲ့အတွင်းသက်တစ်ခုလုံးကိုလွှမ်းခြုံထားပါတယ်။ဖျားသခင်တို့ပြေဝဆုံလင်းတဲ့ချစ်ချင်းသူမရဲ့သားတော်တို့လုံလုံရရဆက်ကတ်ချင်းများကိုလည်းဒီနှလုံးတော်ကနေပေါ်ပြလျက်ရှိပါတယ်။ဒီနှလုံးတော်မှာကျွန်တော်တို့တွေ့နိုင်ပါတယ်။ဒါပြင်မေတော်ရဲ့နှလုံးတော်ဟာဤလောကကြီးတစ်ခုလုံးရဲ့နာကျင်ခံစားရတာတွေအားလုံးကို စုပေါင်းပြီးတော့ပဲ့တင်ထပ်ပေးနေတဲ့ဌာနတစ်ခုလည်းဖြစ်ပါတယ်။ လူတွေနဲ့အခြားတရားတွေတင်မကပဲကဘာမြေကြီးတစ်ခုလုံးဟာနာကျင်မှုတွေနဲ့ပြည့်နေလျက်ရှိပါတယ်အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီဥစည်းနာကျင်ခံစားနေကြရပါတယ်အဖွဲလိုက်လည်းနာကျင်ခံစားနေရပါတယ်တတိုင်းပြည်လုံးမှာလည်းနာကျင်ခံစားနေရပါတယ်ထို့အတူပဲတခြားသောကဘာကြီးရဲ့အရက်ဒေတာများစွာမှရှိတဲ့ပုံကူများလာလည်းပဲခံစားနာကျင်ရရှိပါတယ်တမိုင်းတစ်လျှောက် ော်၎င်းဒီနေ့ခစ်အချိန်မှတော့၎င်းအဲ့ဒီနာကျင်မှုအားလုံးကို စုပေါင်းပြီးတော့မယ်တော်ရဲ့နှလုံးတော်ကခံစားဖော်ပြပေးလျက်ရှိပါတယ်။တန်ရာတော်ခုနှစ်ချက်အားဖြင့်ကိုစားပြုဖော်ပြခြင်းဟာဒါပဲဖြစ်ပါတယ်။ခုနှစ်ဆိုတဲ့ကိင်္ဂနာဟာတင်ချသဘောတရားရထက်ကျင်ပြုလိုက်ရင် အဆုံးမရှိခြင်းကိုရည်ညွှန်းပါတယ်။ဒါကြောင့်မယ်တော်ရဲ့နှလုံးတော်ရဲ့တန်ရာတော်ခုနှစ်ချက်ဆိုတာဟာအတိုင်းအစမရှိဘူး။ နာကျင်ခြင်းကိုကြီးညွှန်ခြင်းဖြစ်ပါတယ်အတိုင်းအဆမရှိ နာကျင်ခြင်းအဖြစ်ကျွန်တော်တို့နားလည်ရပါတယ်တားတော်ရဲ့ခရစ်သူတိုင်းပေါ်မှာနာကျင်ခြင်းနဲ့ပြည်ပြည်ဝဝပေါင်းဆက်နေလို့လည်းဖြစ်ပါတယ်တားတော်ခံစားသမျှကိုဒုက္ခမကဘူးစိတ်ဝိညာဉ်ဒုက္ခအကုန်လုံးကိုမေတော်ကလည်းပူပေါင်းပြီးခံစားပါတယ်သူနှလုံးတော်အားဖြင့်အဲ့လိုနာကျင်ခါးသိမှုပူလောင်မှုအပေါင်းကိုစုပြုံခံစားရတော့လဲ တားတော်ရဲ့အောင်ပွဲအပြစ်နဲ့တည်ခြင်းကို အောင်မြင်ခြင်းအဖြစ်ကျွန်တော်တို့တယောက်စီအားစိတ်ချဖို့တည်ချမှုတစ်ခုကိုအခိုင်အမာတည်ဆောက်ပေးလျက်ရှိပါတယ်။ဒါကြောင့်ဒီနေ့ပွဲတော်ဟာဒုက္ခဝေဒနာ နာကျင်ခံစားမှုအပေါင်းခါးစည်းခံနေကြရတဲ့ကျွန်တော်တို့တယောက်စီအတွက်ဝิญဉေရထောက်ရှုဖို့အတွက်အရေးကြီးလာပါတယ်။မေတော်ရဲ့နတ်နေရအချက်များဟာခရစ်တော်ရဲ့နတ်နေရအချက်များစီကိုညွန်ပြပေးလျက်ရှိပါတယ်။ ကုလရှိနာကျင်ခံစားဒုက္ခတွေပင်လဲဝင်နေရတော့လဲအမိုက်မောင်လွှမ်းတဲ့လမ်းကိုရှောက်လန်းနေကြရတော့လဲမေတော်ဤနှလုံးတော်ကြောင့်ကျွန်တော်တို့အားလုံးဟာအားရှိကြပါတယ်မျောလင့်ချက်ပြေဝလာရပါတော့တယ်မေတော်ရဲ့အကြောင်းကိုမေတော်ရဲ့နှလုံးတော်အကြောင်းကို ထောက်ရှုခြင်းဟာခရစ်တော်ရဲ့ကျွယ်ဝပေါ်ရှင်လာတဲ့ချစ်ချင်းမေတ္တာကိုခံယူဖို့ကျွန်တော်တို့နှလုံးသားကို ဖွင့်ပွေးခြင်းလည်းဖြစ်ပါတယ်။မေတော်ရဲ့တန်ရှင်ဖြူစင်လာသောနှလုံးတော်ကျွန်တော်တို့ဖုံကဆူတောင်းတော်မူပါ